ဟယ်လိုအားလုံးမင်္ဂလာပါကိုတေးဖဘောချန်နယ်ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့တော့ချန်ပီယံလိဒုတိယညကိုပွဲရှိပါတယ်နော်အော်မနေ့ကပထမညအဖွင့်တော့တော်တော်လေးအဆင်ပြေခဲ့မယ်ထင်ပါတယ်ဒါ fit edigo body လည်းအပြည့်ရတယ်ကျွန်တော်ဒီ member 9ကွက်မှလည်း liverpool 9ပေါ့တချောင်းပဲကြားတယ်ဗောနော်ကျန်တဲ့၄ကွက်အပြည့်ရတယ်အော်ကျွန်တော် member ကြီးလည်းအပေါင်းပြရတယ်ဖီးလည်းအပေါင်းပြရတယ်ပြီးတော့နောက်ထပ် leading mount တကက်လည်းပောက်တယ်ဗောနော် အော်မနေ့ကတော့တော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်ညီကိုကြီးကျွန်တော်ယုံကြည်ပါတယ်เนาะအော်မနေ့ကမှမမလာဝင်ကြတဲ့ညီကို၁၀ရောက်တိတိရှိပါတယ်အဲ့ဒီ၁၀ရောက်လည်းဒါအဖွင့်လှသွားခဲ့တယ်ပေါ့เนาะအော်အော်တိုဘာမမလည်းကျွန်တော်မနေ့ကစပြီးခေါ်ပေးပါတယ်ဒီလ9ရက်နေ့ထိကျွန်တော်မမစခေါ်ပေးထားပါတယ်เนาะအော်မမဝင်ခြင်းနဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့အဲကွန်မန့်မှာကျွန်တော်မမဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဒီအကောင့်နေပြီးတော့ Telegram link နေ Viber link နေကျွန်တော်အကုန်လုံးချပေးထားပါမယ်အဲ့မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ အော်ဒီနေ့ကတော့ကျွန်တော်မင်းကကျွန်တော်တို့နိုင်ဟိုအပေါ်ဆုံးနေတော်တော်များများတက်သွားတဲ့အနေအထားမှာဒီနေ့ကျွန်တော်တို့ဒါဘူဂီသွားခြင်းနဲ့ flow ကိုပြန်ပြောင်းပြီးတော့ဒါတခြားလေးလာဖို့လိုအပ်တဲ့ကျွန်တော်တို့ပထမပွဲစဉ်တက်ဒီ leaf fade round 1မှာတော့လည်းကျွန်တော်တို့ဒါဟိုလစ်လာလစ်ဟာခဲ့တဲ့တကွဲရှိခဲ့ newcastle နဲ့ barcelona ပွဲပေါ့နော် ရှေ့မှာဘာစီလိုနာစပိန်ကလပ်ဒီဂျေးမောင်းထားတဲ့အချက်ကိုကျွန်တော်မေ့ခဲ့တယ်။မမာညူကိုတယောက်လာပြောမှတတိရလိုက်တဲ့အချိန်မှာမမီတော့ဘူးနော်။မမာတွေကိုပွဲပေးပြီးသွားရလို့မမီတော့တဲ့အတွက်တကယ်ပွဲကန်တဲ့ချိန်မှာညူကလည်းရှုံးသွားတယ်။ဂျေးပြော့ပေမဲ့ဘာစီလိုနာနိုင်သွားခဲ့တယ်။ဂျေးလှည့်စားသွားတယ်ပေါ့နော်။အော်ဒီနေ့မှလည်းမနေ့ကအင်္ဂလိပ်ကလပ်တွေဖြစ်တဲ့ဘေဒင်းနဲ့ဂျေးအောင်ခဲ့လေဂျာမန်ကလပ်နဲ့ဘေဒင်းနဲ့ကြောင်ဒါမျိုးလေးကျွန်တော်ပြန်ကြည့်တင်တယ်။အင်ကွင်းမနေ့က9ပွဲတိတိအင်ကွင်းနဲ့ဂျေးအောင်နဲ့ဘီရီယန်နဲ့ဘိုင်ယန်အဝေးကွင်း2တင်းပဲဂျန်နဲ့ ဝင်းနဲ့တင်းမကြီးအောင်မကျန်တဲ့ဝေးအတင်းနေအကုန်ကြီးကြထားတယ်ပေါ့နော်အမနီယာအိမ်ကွင်းနေကြီးအောင်ခဲ့တဲ့အနေအထားမှာဒီနေ့အဝေးအတင်းနေတချို့ကြီးပြန်အောင်လာနိုင်ကြီးရှိတယ်မနီယာကိုပေါင်းအပေါ်တော်တော်များတက်ထားတဲ့အနေအထားမှာဒီနေ့ကိုပေါင်းအောက်လေးတွေမြင်ရလာနိုင်ကြီးရှိပါတယ်နော်အမနီယာအင်္ဂလိပ်ကလပ်မှာဆိုချဲသီးလေးဒါပြားအစွန်းလောက်ပဲအနိုင်ရခဲ့ပြီးတော့စပါအဝေးအတင်းနဲ့လက်ပါဦးအဝေးအတင်းကြီးကြထားအောင်ကျွန်တော်တို့တွေ့ရပါလိမ့်မယ်အော်ဒီလိုပဲဒီနေ့မှာလည်းအင်္ဂလိပ်ကလပ်တွေဖြစ်တဲ့အာဆင်နယ် ညူကာဆယ်ဘေးအတင်းထဲကကြေးအောင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်တုံးတဲ့ကြည့်ကြရအောင်ပေါ့နော်အဲ့တော့ကျွန်တော်၁၇နိုင်15မှာဆိုရင်ကွာရာဘတ်နဲ့ကိုဘီဟီဂင်စကန်ပါမယ်မနီယာ၁၇နိုင်15နှစ်ပွဲမှာနှစ်ပွဲစလုံးဒါဂိုးပေါင်းအပေါ်တွေတက်သွားတယ်ဒါမဲ့ဒီအက်တလန်နာပွဲကတော့ကံကံဒီမှာ၃လုံး50ရှုံးတော့ဒီခြေပြင်းသွားတဲ့အပေါ်ဆိုတော့ပြား50လောက်နှစ်နာပဲပေါ့နော်အက်တလန်နာဘော်ဒီဒါ တလုံးအပြည့်နိုင်ရနေ1 plus 50လောက်ကြီးကျပြင်းလာပြီးတော့တကယ်ကန်တဲ့အချိန်မှာနောက်ဆုံးအချိန်ရောက်မှ2 1လောက်နဲ့သူနိုင်သွားခဲ့တာတွေ့ရတယ် Real Madrid ကတော့5 0လောက်နဲ့ရိုက်ချသွားတယ်ပေါ့နော်အပေါ်ဆုံးအောင်သွားအော်ဒီနေ့မှာတော့17 95မှာဂိုးပေါင်းအောက်တပွဲတော့ဝင်လိမ့်မယ်အောက်တစ်ချောင်း body အောက်တစ်ချောင်းအနည်းဆုံးဝင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်နော်အော် Quarter Ben နဲ့ Kobe Hagen မှာဆိုလက်ရှိမှာ Kobe Hagen က level 55ပြားရှုံးပေးနေတယ်ဂိုးပေါင်းကျေး3လုံး60နိုင်ပေးတယ်ပေါ့နော်မနက်က Kobe Hagen က level ဆယ်ပြားရှုံးတဲတဲဝင်ရုံလောက်ပဲဖွင့်ထားပေးတယ်ဒါပေမဲ့လည်းပဲ၅လရှုံးဝင်ရုံအခုရောက်လာခဲ့ပြီပေါ့နော်ကိုပေါင်းကြီးကတော့တိတ်တော့အရင်ပြောင်းလဲမှုတော့မရှိနေဘူးအော် ranking ရကြည့်မယ်ဆိုတော့ကိုပီဟေကင်ဒိမက်ကလပ်က quarter back ထက်တော့ပိုပြီးတော့ဒါ level တစ်ခုမြင့်တဲ့အတင်းတော့ဖြစ်တယ်အော်ဒီအနေထားမှာကိုပီဟေကင်ပေးရဲ့ဂျီတန်းကဖဲဖြစ်လားဆိုတော့လက်ခံပေးလို့ရပါတယ်ဘာလို့ quarter back ကကျွန်တော်တို့ဒီအစားပကြံကလပ်လीเนาะအင်ကွင်းတော့ကောင်းတာမှန်မြန်ဒီကြီး cloud ranking นี่ပါချိန်မယ်ဆိုရင်တော့ ကွာရာဘတ်ထက်ဆိုင်ကိုဘီဟင်ကအမြင့်နဲ့အတင်းပေါ့နော်။ဒါပေမဲ့ကျွန်တော်တခုတတိထားမှာကကွာရာဘတ်ဒီအင်ဝင်ကောင်းတယ်ကိုဘီဟင်ကတွေ့ရဒိမန်လီမာဆိုရင်တော့အင်ဝင်အဝေးကွင်းမရွေးဒါကောင်းတဲ့အတင်းသူကဒိမန်လီမာလာဘယင်ပေါ့ဗျာမစ်ဂျီလန်လောဂျီလန်တို့ရဲ့ဆိုင်သူကခေါင်းတလုံးလောက်ပူကောင်းတဲ့အတင်းပေါ့လေ။ဒါပေမဲ့ဒါကဥရောပပြိုင်ပွဲဖြစ်နေတဲ့အတွက်တူဒီဥရောပပြိုင်ပွဲတွေမှာဆိုကိုဘီဟင်ကအဝေးကွင်းဖောင်ကျော်အရင်နှစ်တည်းနဲ့ရှင်းမဲ့လက်ရှိကလားထားတဲ့ပလေးအော့ပွဲစဉ်တွေလည်းကြည့်မယ်ဆိုရင်အလျန်ကြီးအားရစရာကောင်းတဲ့အနေထားတော့မရှိအင်ကွင်းတော့ကောင်းနေပါတော့အဲ့တော့ လက်ရှိမှာကျွန်တော်ကိုဗီဟေကင်ဖြတ်တန်းခဲ့တဲ့ဒီယူဥရောပပွဲစဉ်အဝေးကွင်းပွဲမှာလည်းဘေးဆဲဝန်းဝန်းတည်ကြတာလို့မန်မိုစီတီတည်ကြတာလို့နော်အဲဒီလိုလေးကျွန်တော်တွေ့ထားရတယ်အဲ့တော့ပလေးအော့ဒီမှာသူအရင်ကိုပြက်ချီပြက်ဒီနိုင်ခဲ့တာမျိုးတွေဂိုးတွေအရင်ပေးခဲ့ရတာတွေဂိုးတွေအရင်တွင်းခဲ့ရအနေထားရင်မတွေ့ရအောင်အကွာလာဘက်ကကြတော့သူကဟိုအင်ကွင်းဝေးကွင်းမရွေးဒီဂိုးတွင်းနိုင်တဲ့စွမ်းရည်တော့ရှိရဒါပေမဲ့အင်ကွင်းဆိုရင်ပို့ပြီးတော့ကောင်းတယ်အင်ကွင်းမှာဂိုးပို့ရတဲ့အနေထားလေးတော့တွေ့ရတယ်ပေါ့နော်အော် ဒါဒီပွဲမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုကျွန်တော်ဒီပွဲမှာအင်ရှင်ကွာတာဘက်ကိုပဲကြိုက်တယ်ဘော်ဒီမှာဆိုရင်ကိုဘီဟေဂင်အနေနဲ့အဲအိမ်ဝင်းမဟုတ်တဲ့အတွက်ကျွန်တော်အရင်ကြီးမယုံရဲဘူးပြီးတော့ပေးထားတဲ့ဂျီကလည်းဒီနိုင်ဖို့လုံလောက်တဲ့ဂျီနန်တစ်ခုလို့ကျွန်တော်မယူဆထားဘူးလေရဲရဲတင်းတင်းမပေးထား level 80ရှုံး90ရှုံးထိရဲရဲတင်းတင်းမပေးထားဘူးလို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲမှာကျွန်တော်အောက်အတင်းအင်ရှင်ဖြစ်တဲ့ quarterback body ကြိုက်တယ်ကိုပေါင်းက360နိုင်ဆိုတော့ဂျီနန်က အဲကိုပင်ဟေဂင်အရင်ဖွင့်မကန်ဘူးဆိုရင်ဒီပွဲကကိုပေါင်းအောက်သွားနိုင်ကွာလာပက်ကတော့တိုက်ပါဗျ။အဲကွာလာပက်ကကျွန်တော်ရှေ့ပထမပွဲစဉ်တက်မှာဒီဘင်ဖီကောဝေကမန်သွားပြီး3-2နဲ့ကျွန်တော်မထင်မှတ်တာကျွန်တော်လုတ်ခဲလုတ်ပြခဲ့တယ်เนาะအဲတော့ကျွန်တော်ဘေဘီကာလေးကိုကြိုက်ခဲ့ကြရင်လည်းမှားသွားတယ်เนาะအဲ့တော့ဒီပွဲမှာကွာလာပက်အဲ့လိုမျိုးထက်လုတ်မလားဗောနော်ကိုကိုမထင်မှတ်ထားတဲ့ခြေလှမ်းတွေပြပြီးအုံနိုင်အုံနိုင်နဲ့ဂိုးတွေတွင်းသွားပြီးတော့ ဒီကိုပြက်ချိပဲနိုင်နိုင်မှုတော့ကိုပြက်ချိပဲနိုင်မှုတော့မဖြစ်နိုင်ဒါပေမဲ့နှစ်ဖက်တွင်းကိုမြင်တွေ့ရနိုင်ကြများသလားဒါကိုလည်းကျွန်တော်စဉ်းစားကြည့်အရန်ကြီးတော့အဲ့လိုမျိုးမြင်တွေ့ရမယ်လို့ကျွန်တော်မထင်ဘူးကိုဘီဟေကင်ကအဝေးကွင်းလို့နည်းနည်းတတိကြီးကြီးနည်းနည်းကစားတယ်ဒီဥရောပပွဲစဉ်တွေမှာဟို open play ဖွင့်တိုက်တာမျိုးအရင်တိတ်မလုပ်ဘူးပေါ့နော်အဲဒီမှာတစ်ခုရှိရဘိုဒင်းညစ်ကို yes မှာယော်ထားတဲ့ဇာတ်ကိုကြည့်မယ်ဆိုတော့1.58ဆိုတာက ဒါနှစ်ဖက်တွင်းကိုမြင်တွေ့ရနိုင်ကြများတယ်ဝမ်းဝမ်းလို့ရစက် မျိုးလာနိုင်ကြများတယ်ဆိုတဲ့အချက်ကိုတွေ့နေရတယ်ဗောနော်အော်ဒီပွဲမှာကျွန်တော်ဟိုခုနကပြောခဲ့တဲ့ဒီကွာလာပက်အရင်ဖွင့်တိုင်မှာမဟုတ်ဘူးကွာဒီကိုဘီဟင်းကရင်ဖွင့်နိုင်အောင်လဲအချက်နဲ့ပြန်ပြီးချင်းချင်းပဲလို့ဖွင့်နိုင်ကြည့်တဲ့တိတ်ပြီးဖဲတော့ဖြစ်မနေဘူးအော်ကျော်ကြီးနောက်လိုက်မယ်ဆိုရင်ကံငယ်နီးမှာ10နိုင်7နာလောက်မှာ3 plus 50လို့3 plus 40လို့ဒါ ကွာလာပက်နဲ့ဒီကိုဘင်းငင်ပွဲမှာကြီးအနေငယ်ပြင်းလာခဲ့မယ်ဆိုရင်လက်ရှိဖွင့်ထားတဲ့ဘိုဒီနစ်စကိုရက်ရက်ဆက်ကြီးတန်းအရာဆိုရင်ဒီပွဲက2112တပေါက်လေးလာနိုင်ကြီးရှိတယ်နော်အော်ကျွန်တော်ဒီပွဲမှာဂိုးပေါင်းကြီးကိုတော့တစ်ချက်ဆောင်းကြည့်စေချင်တယ်ဘော်ဒီမှာဆိုရင်ကျွန်တော်ကွာလာပက်ဘော်ဒီလေးကိုကြိုက်ပါတယ်ဂိုးပေါင်းကြီးကိုတော့အဲလက်ရှိ3 plus 60တော့အပေါ်အရင်မကြိုက်သေးဘူးနည်းနည်းလေး risk များသေးတယ်လို့ကျွန်တော်ထင်တယ်အောက်ကိုလည်းပေးရလားဆိုတော့မပေးရသေးဘူးပေါ့နော်အဲ့တော့ ဒူနီပလက်50လောက်ကြီးပြင်းလာခဲ့မယ်ဆိုရင်ကိုပေါင်းအပေါ်လေးတွဲဆိုလို့ကောင်းပါရဲ့နော်အာလက်ရှိမှာကွာဘက်ဘော်ဒီလေးပဲကျွန်တော်ပေးထားပါမယ်နောက်တစ်ပွဲ Union စိတ်နဲ့ Newcastle အဒီပွဲမှာလည်းဒူနီပလက်60ကိုပေါင်းကြီးဖွင့်ထားတယ်ဘော်ဒီကျန်တဲ့ Newcastle ရဲ့ဝေးကွင်းက level 100ရှုံးဖွင့်ထားတယ်မနက်က level 80ရှုံးလောက်ပဲရှိရဲကိုပေါင်းရင်ဒူနီပလက်80ဆိုတော့လက်ရှိမှာဘော်ဒီကျန်တဲ့နည်းနည်းပြင်းလေကိုပေါင်းကြီးလည်းနည်းနည်းလေးပြင်းလာအနေထားမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ Newcastle ကတော့ကျွန်တော်တို့ လက်ရှိမှာအဝေးကွင်းနေမှာဆိုတော်တော်လေးတိုင်ပတ်နေတဲ့အတင်းဖြစ်နေရဲ့ဒီနိုင်ပွဲမရသေးဘူးပြည်မလီမှာဆိုရင်အဝေးကွင်းဖောင်ကျော်တစ်ချက်ပြန်ကြည့်မယ်၃ပွဲကန်တယ်၃ပွဲဆိုတော့ရာကိုပေးကိုမရှိထားပဲနဲ့ဒါဇီး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 တွေပဲတည်ကြထားတယ်၃ပွဲဆက်၉ပေါင်းအောက်ထားတယ်အော် twin ကိုလည်းမရှိသူလို့ဂိုးလည်းအောက်ထားတယ်ပေါ့နော်အဲ့တော့ဒီအနေထားမှာ ဒီနေ့ဖွင့်ထားတဲ့ခြေတန်းကလည်းဒါကိုပေါင်းအပေါ်ကြီးကိုအရန်တက်မဲ့ခြေတန်းပေါ့အဲခုနကကျွန်တော်ဒီကွာတာဘက်ပွဲစဉ်ကိုပေါင်းအပေါ်လေးကိုနည်းနည်းခြေပြင်းလာမယ်ဆိုကြိုက်ရှင်တဲ့အနေထားမှာဒီပွဲကိုလည်းကျွန်တော်ကိုပေါင်းအပေါ်မကြိုက်တော့ဘူးဘာကြောင့်လဲဆိုတော့မနေ့က7:55နှစ်ပွဲသလုံးအပေါ်ရင်တက်ထားဖြစ်တဲ့3-0ရောက်ထားဖြစ်တဲ့ဒီပွဲမှာကျွန်တော်ကိုပေါင်းအောက်ကိုကြိုက်တယ် ဂျူနီယာဆင်းရဲ့အိမ်ဝင်ကိုကြည့်မယ်ဆိုရင်နောက်ဆုံး၄ပွဲဆက်တိုက်ဂိုးမပေးထားတော့ကျွန်တော်သတိထားရမယ်ပေါ့နော်။ရာဂိုးအနေနဲ့တော့အနည်းဆုံး2ဂိုး2ဂိုးတွေတော့တွင်းထားတာတွေ့ရတယ်။ 2C, 3C, 5C ဒီလိုမျိုးလေးတော့တွင်းထားတာတွေ့ရတယ်။ဒါပေမဲ့ဂိုးမပေးထားအဲ့တော့ဂျူနီယာဆင်းဒီအိမ်ဝင်မှာခံစစ်ကောင်းနေဆိုရဲ့အချက်လေးဒါတော့သတိထားရမယ်ပေါ့နော်။တဖက်ကနယူကာဇီယာဝေးကွင်းဆိုတကူမှမရထားတဲ့အချက်။ဟောခံစစ်ကောင်းတဲ့အတင်းနဲ့အဝေးကွင်းတိုက်စစ်ညံ့တဲ့အတင်းလာတွေးဆောင်တဲ့အချိန်မှာကျွန်တော်ဂိုးပေါင်းအောက်လေးက ကျွန်တော်တို့ပို့ပြီးတော့ထိတ်ချရမယ်လို့ထင်ပါတယ် body မှာ new ကတည်းကဒီစိမ့်ထက်ဒီ club ဒီပေါ့နော် ranking လည်းမြင့်တယ်လို့နောက်ခါ lead ပေါ့ Belgian lead နဲ့ပြင်းပြလိဆိုတာ lead level ကြီးမယ်ဆိုတော့ပြင်းပြလိကပို့ပြီးတော့ခေါင်းတစ်လုံးမကမြင့်တဲ့အတွက်ဒီဘက်မှာ new ကလည်းကြီးပေးထားတာမှန်ကန်မှုရှိရယ် level တရားရှုံးဆိုတာမှန်ကန်မှုရှိရယ်ပထမပွဲတင်တက်မှာလည်း new ကစဲအနေနဲ့ဘာစီဆိုတော့အင်ကွင်းမှာရှုံးတာ Union စိမ့်ကားတော့ဝေးကွင်းမှာ PSP ကိုကိုပြက်နိုင်ထားခဲ့တဲ့အနေထားပေါ့နော်အော်ဒီနေ့မှာကျွန်တော် ်ဘော်ဒီကတော့ wrist တော့များမယ်တေးတပေါက်တော့ကြောက်ရတယ်ဒါမဲ့ new ကလည်းတော့ကျွန်တော်ကြိုက်တယ် new ကလည်းနိုင်ပွဲလေးပေါ့နော်ပြီးချန်ပီယံလိမှာနိုင်ပွဲလေးရသင့်နေပြီးအဲအိမ်ပြီးများလိမှာလည်းနည်းနည်းလေးတိုင်ပတ်နေအာဆင်နယ်ရှုံးနေလီဗာပူးလည်းရှုံးနေအင်္ဂွင်းမှာနော်အဲ့တော့ဒီဘာစီလိုနာကိုလည်းချန်ပီယံလိမှာရှုံးတော့ new ကလည်းရုံထတဲ့နေပြီးတော့တွေးတယ်ပေါ့နော်အဲ့တော့ new ကလည်းတလုံးလုံးနဲ့ကတ်နိုင်သွားတာမျိုးလေးများဖြစ်မလားပေါ့နော်ဒီလိုမျိုးလေးကျွန်တော်စဉ်းစားမိအဲ့တော့ ဘော်ဒီမှာဆိုတော့ကျွန်တော်နျူကာဆယ်လေးကိုကြိုက်တယ်ဂိုးပေါင်းကတော့အောက်ပဲကြိုက်တယ်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်မကြိုက်ဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့တိုက်စစ်ကောင်းတဲ့အဲခန်းစစ်ညံ့တဲ့ခန်းစစ်ကောင်းတဲ့အတင်းနဲ့တိုက်စစ်ညံ့တဲ့အတင်းတွေ့တာပေါ့နော်ဒီနေ့မှာတိုက်စစ်ညံ့တဲ့အတင်းဘာကြောင့်ဘော်ဒီကိုကြိုက်တာလဲလို့မေးခြင်းနျူကာဆယ်19နဲ့အချိန်ဘလို့13လောက်နဲ့နိုင်သွားမလားဆိုတဲ့အချက်ပေါ့နော်ကျွန်တော်တို့ရှေ့တော်ပေါင်းမှာကယူပါလီပွဲမှာ Aston Villa ကိုကြိုက်ခဲ့တယ်လို့မျိုး1-0လို့ဆက်မျိုးလောက်နေပေါ့နော် body အပေါ်ကိုပေါင်းအောက်ဒီလိုလေးတွဲဆော့နေကြတာဖြစ်ပါတယ် အဲ့တော့ညူကာဆယ်နဲ့ဂိုးပေါင်းအောက်လေးကျွန်တော်ကြိုက်ပါရနော်နောက်တစ်ပွဲကကျွန်တော်တနင်္ဂနွေကွဲအာဆင်နယ်နဲ့အိုလံပီယာကော့အာဆင်နယ်နှလုံးကို20ရှုံး3လုံးတည်အဲ့ဘော်ဒီချင်းတန်းဂိုးပေါင်းချင်းတန်းကတော့ဒါကတ်နေတယ်နှလုံး3လုံးဘော်ဒီချင်းတန်း3လုံးအပြည့်နိုင်မှာဂိုးပေါင်းချင်းရဲ့တည်ကြပြီးတော့ဒီပွဲကတစ်ဖက်တည်းတွင်းမဲ့တွင်းကိုမျိုးပဲမြင်သွေးရမယ်ဆိုရအချက်ကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်တို့ဒါအောက်ဆုံးနေမယ်ဆိုတော့တချောင်းတော့အောက်တချောင်းတော့ဝင်မဲ့အနေထားအဲ့တော့ဂိုးပေါင်းအောက်မလားဘော်ဒီအောက်မလားပေါ့နော်အာဆင်နယ်နေနဲ့လက်ရှိမှာနည်းနည်းလေးတော့ ဒါပွဲလေးအနေငယ်တော့ပန်းကောင်းပန်းနေဘာကြောင့်လဲဆိုတော့ပြင်းရလီမှာဒီမန်စီးတီးတို့နော်နယူကာဆယ်တို့ ਨੇ ဒါတောက်လျှောက်အသင်းကြီးနဲ့နှွှဲထားရတယ်။အဲ့ရှိမှလည်းချန်ပီယံလိဘီဘာကိုစပိန်ကိုအဝေးကင်းသွားကန်ထားတဲ့အနေထားဆိုတော့နည်းနည်းလေးပွဲပန်းဒါပေမဲ့အာဆင်နယ်ဒီလက်ရှိမှာစကွတ်တက်ဖြစ်နေတဲ့အတွက်စကွတ်တက်လုံလောက်မှုရှိနေတဲ့အတွက်ဒီဟာတွေကိုသူတို့ကလားသမားကြီးကိုရိုတိတ်လုပ်နိုင်နေပေါ့နော်။ ော်ဒီနှစ်တင်းကဟက်တူရတွေ့ဆုံမှုကြီးရှိခဲ့တယ်ဗျ။နောက်27နောက်ဆုံးယူပါလီမှာသူတို့တွေ့ခဲ့တဲ့အာဆင်နယ်အိမ်ခွင်းမှာအိုလံပီယာကော့ဇီ1နဲ့9နဲ့အိုလံပီယာကော့အိမ်ခွင်းမှာအာဆင်နယ်13နဲ့9နဲ့အော်2020မှာအာဆင်နယ်အိမ်ခွင်းမှာအိုလံပီယာကော့ကပဲ13နဲ့9နဲ့အိုလံပီယာကော့အိမ်ခွင်းမှာကျတော့အာဆင်နယ်က13နဲ့အော်ဒီနှစ်ကောင်ဘယ်လိုလဲဆိုတော့ကိုယ့်ကွင်းမှာကိုမနိုင်ဘူးသူများကွင်းမှာပဲနိုင်တယ်အော်ဒီနေ့အာဆင်နယ်ကွင်းမှာအာဆင်နယ်ထက်ရှုံးမလားဗောနော်နောက်ဆုံးနှစ်ကြိမ်တော့အာဆင်နယ်အိမ်ကွင်းကိုယ့်အိမ်ကွင်းမှာအိုလံပီယာကော့အနိုင်မရတာကိုရှုံးထားတယ်အော်ဒီဘက်မှာကျွန်တော် မနေ့ကချယ်ဆီအင်္ဂလန်မြေမှာချယ်ဆီပြားလေးကြီးအောင်ထားတယ်ဒီနေ့အာဆင်နယ်ကြီးအောင်ပါမလားပေါ့နော်အာဆင်နယ်ကြီးအောင်မနည်းနည်းလေးခက်မယ်ထင်တယ်နှလုံးတော့ပြတ်နိုင်တယ်နှစ်ကိုတူးစီတော့တွားနိုင်တယ်သူဒီစီတွားရင်တော့20 20ဒီဒီရောက်ဖို့နည်းနည်းလေးခက်မယ်ကျွန်တော်တွေးရနော်အော်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအောက်နဲ့အိုလံပီယာကအောက်ဆုံးလေးကျွန်တော်တွဲပြီးတော့ကြိုက်တယ်ဒီချောင်းတော့အောက်တော့ဝင်မယ်ဗျာ1 0 2 0ဆိုကျွန်တော်အောက်ဆုံးအပြည့်ရပြီ2 0ဆိုကျွန်တော်ပြား body ပြား20လောက်ရမယ်ဂိုးပေါင်းအောက်အပြည့်ရမယ် 1ซีဆိုတော့ပိုကောင်းတာဗောနော်အဲ3ซีဆိုတော့နည်းနည်းလေး short ရှိပါတယ် body အပြည့်ရှုံးမယ်ကိုပေါင်းကတည်ကြမယ်ဗောနော်3ซีတစ်ပေါက်လောက်ပဲကျွန်တော်ကြောက်ရမှာဆိုကျွန်တော် Olympia core နဲ့ကိုအောင်လောက်ကတော့ကျွန်တော်တို့ပိုပြီးစစ်ဖြစ်မယ်လို့ကျွန်တော်တွေးတယ်။အာဆင်နယ်အရင်ကိုမတွင်းနိုင်လောက်တော့ဘူးလို့ကျွန်တော်ကတွေးတယ်။ဘာကြောင့်လဲဆိုတော့ရှေ့မှာနည်းနည်းလေးဘစ်မတ်ဒီကန်ထားတာနည်းနည်းလေးပွဲပန်းနေတယ်။အိုလံပီယာကောအနေနဲ့ကလည်းအာဆင်နယ်ကိုတွေးတိုင်းဒုက္ခပေးနေကြတော့အာဆင်နယ်ဂိုးရဖို့နည်းနည်းလေးခက်မယ်။ တကူနှစ်ကူတော့ဖြစ်နိုင်တယ်သုံးကူလေးကူပြက်သွားဖို့နည်းနည်းလေးခက်မယ်လို့ကျွန်တော်တွေးရပါတော့အဲကြောင့်အိုလံပီယာကော့ဘော်ဒီလေးနဲ့ဂိုးပေါင်းအောက်လေးကိုတွဲပြီးတော့ဆော့သေးချင်ပါတယ်နောက်တစ်ပွဲကတော့မိုနာကိုနဲ့မန်စီးတီးပေါ့နော်အာမိုနာကိုမန်စီးတီးကဝေးခွင့်တလုံး65ပြားရှုံ၄လုံးအပြည့်နိုင်ပြီပါတယ်မနက်ကတလုံး40ရှုံ၃လုံး20ရှုံအဲ၃လုံး20ရှုံဆိုနော်တော်တော်လေးဂိုးပေါင်းကြီးကထောင်တက်လာတာပေါ့နော်ဘော်ဒီကြီးတန်းကပြား20လောက်ပဲတက်ပါအော်မိုနာကိုကကျွန်တော်တို့ အဲတတိထားမိသလားတော့မသိမပီတော့ဘာလို့မွန်နာကုမှာကစားခဲ့တဲ့ခုနှစ်တည်းပါဗျာ2000ဘယ်နှခုနှစ်လောက်နောက်16 18လောက်ဖြစ်မယ်နော်အဲတော့ဝါအဲဝါဖင်ဟိုလာပါအဲတော့အဲနမိတ်လည်းကျော်မေ့ပြီဗျာနော်ထားလိုက်တော့အော်အဲတော့မွန်နာကိုအိမ်ကွင်းမှာမသိတော့ကတော့မသိတိကိုမွန်နာကသတိဝန်းနဲ့ရိုက်ချတာလေမပီတော့ပါခစ်ကအဲအဲ့လိုမျိုးဆိုတော့မွန်နာကိုအိမ်ကွင်းမှာမသိတိလွယ်မှာတော့မဟုတ်ဘူးနော်အဲမန်တီတိမလွယ်ဘူးဆိုတော့ကျွန်တော်ဒီနယူကာဆယ်ကို ဒီ body အပေါ်ကြိုက်ထားဖြစ်တယ်ဒီနေ့ man city body အပေါ်ကျွန်တော်မကြိုက်ဘူး man city 9.9သွားနိုင်တယ်ကြီးအောင်မခက်လိမ့်မယ်တော့တွေးတယ်ပေါ့နော်အော်ဒီပွဲမှာကျွန်တော်ကဒီ monaco အင်္ဂွင်းကလားအားလေးကိုကျွန်တော်တဘောကြတယ် monaco ဒီ champion league မှာသူသူအင်္ဂွင်းမှာကောင်းတယ်ပထမပွဲစဉ်တက်မှာလဲ club blue ကို wake မှာ4-1နဲ့ကိုပြည့်ချီပဲရှုံးလာခဲ့အနေထားမှာသူဒီပွဲကိုတော့အဲ့လိုမျိုးအဖြစ်ခံလိမ့်မယ်လို့ကျွန်တော်မတွေးဘူးတီတီချာချာလေး ဒါကစားလာလိမ့်မယ်လို့ကျွန်တော်တွေးတယ်ပေါ့နော်အော်မူနာကိုအင်ကွင်းကကောင်းနေတခုတော့တတိထားမနေ့ကမာစီယာပြင်တင်မြေမှာဇုံပေါ်ကြီးအောင်ထားတာဖြစ်တဲ့အတွက်ဒီနေ့မူနာကိုဘော်ဒီကနည်းနည်းလေးတော့အန်ဒီရောများတယ်ဗျမူနာကိုဘော်ဒီထပ်ပြီးကြေးအောင်မှုကတော့နည်းနည်းလေးတော့အန်ဒီရလေးများတယ်အဲ့တော့ဘော်ဒီကိုရှောင်ရှင်ရှောင်ကိုပေါင်းအပေါ်တကြောင်နဲ့ဆော့ကျွန်တော်ကတော့မူနာကိုနဲ့ဂိုးပေါ်လေးကိုတွဲဆော့စေခြင်းနဲ့မန်တီတီကိုပြက်မနိုင်လောက်3-1ဖြစ်ဖို့နည်းနည်းလေးခက်မယ်2-1 3-2 တူတူလေးထိလာနိုင်တယ်မိုနာကိုတော်မှကန်ကောင်းအကြောင်းမလိုက်နိုင်သွားနိုင်တယ်ဘာလို့မန်တီတီဒီနေ့ရာဒီမှာအဝေးကွင်းကျွန်တော်တိတ်အားမရအောင်အင်ကွင်းလက်ရှိတူနိုင်နေရာရဲ့အင်ကွင်းတွေများနေတယ်အာဆင်နယ်အဝေးကွင်းမှာသွားကန်တော့ဝမ်ဝမ်းပဲတည်ကြရတယ်နော်အဲ့လိုမျိုးဆိုတော့မိုနာကိုသူ့ရဲ့အင်ကွင်းမှာဘယ်တင်းသလားရိုက်တယ်မနစ်ကလားဟိုတနစ်ကဘာစီလိုနာကိုလဲဘာစီလိုနာတယောက်หนีသွားတယ်နော်ဘာစီလိုနာကိုရိုက်တယ်အဲ့ပွဲကကျွန်တော်ကိုယ်တိုင်ဆော့တဲ့ပွဲဆိုတော့မှတ်မိနေဘာစီကိုအဲ့နေဘော်ဒီကင်ထားတာဆိုတော့နော်အဲ့တော့ အဲမူနာကအင်ဝင်ကောင်းပါရဲ့နော်အဲမူနာကိုနဲ့ဂူပေါင်းအပေါ်လေးတွဲဆော့သေးခြင်းပါရဲ့နော်ကဲနောက်တစ်ပွဲကဒီနေ့ရဲ့အကောင်းဆုံးပွဲစဉ်ပေါ့ဗျာဘာစီလိုနာနဲ့ PSG နော်ဘေကောင်နေနိုင်မလဲပေါ့လက်ရှိကတော့ဘာစီလိုနာတလုံး50နိုင်အထိကြီးပြင်းလာတယ်ဂူပေါင်းကြီး၄လုံးအပြည့်နိုင်မယ်နော်ဒီနေ့မှာဂူပေါင်းကြီးအပြည့်ဆုံး2ပွဲကမန်စီးတီးပွဲနဲ့ဘာစီလိုနာပွဲ2ပွဲရှိရပေါ့နော်ဘော်ဒီဂျင်းကမနက်ကတလုံး80နိုင်ပဲပြီးတာဒါမဲ့လက်ရှိမှာတလုံး50နိုင်အထိကြီးပြင်းလာပြီဆိုတော့ အဲဘာစီဇွန်တော့နိုင်ဖို့နည်းနည်းလေးအားကောင်းလာအနေထားတော့တွေ့နေရပြီပေါ့နော်။အော် PSG ကလက်ရှိမှာဟိုချန်ပီယံလိချန်ပီယံပူပူနွေးနွေးဖြစ်ထားတာဆိုပေမဲ့လက်ရှိကားနဲ့ဖောင်ရကြည့်မယ်ဆိုရင်တော့ PSG ကဘာစီဇွန်တော့လောက်အရင်မကောင်းဘူးလို့ကျွန်တော်တွေးနေရယ်။ဘာကြောင့်မကောင်းလဲဆိုသူ့ရဲ့တိုက်စိတ်ကဒဏ်ရာရနေလို့နော်ဒမ်ဘီဒီလို့ပါတော့ဒိုရီလို့မပါနိုင်တဲ့အနေနဲ့မနစ်ကချန်ပီယံလိဒီချန်ပီယံလိဖိုင်နယ်ဆင်မီဖိုင်နယ်လို့ပါတော့မှဆိုတော့လာတွေ့တယ်ဆိုတော့ဘာစီဇွန်တော့ကျွန်တော်မရွေးရဲကိုကြောက်တယ်။ဟောအဲဒီတော့ အဲ့ရှင်ကဗာချင်းသွားလဲ on fire တော့ဖြစ်တယ်ဒါပေမဲ့ PSG ကပို့ပြီးတော့ကောင်းနေအနေထားဆိုအဲ့ရှင်ဆိုတော့ကျွန်တော် PSG ပြရတယ်ဒါပေမဲ့ဒီနေ့အနေထားမှာ PSG မှာဒမ်ဘီလီလို့မပါနိုင်ဘူးဒိုရီလို့မပါနိုင်ကွင်းလဲမှာလဲဝူပင်နာအဲနာဘက်လာနော်နာဘက်လီမပါနိုင်ဘူးဒန်ယာရနေတယ်နော်အဲပြီးရင်ဗီဒီညာလဲတိတ်မတိကြဘူးပြောတာဓာဖူးဖြစ်နေတယ်အဲ့လိုမျိုးလေးအဲ့အဲ့နှစ်ကောင်တာကွင်းလဲမပါဘူးဗာချင်းကွင်းလဲဘလို့မှရှင်ဖိုက်လို့မရဗာချင်းကွင်းလဲပူတော်ကောင်းသေးရနော်အဲ့တော့ အဲမန်တန်နဲ့ရာမဲတို့ပြန်တွေ့ကြတဲ့ပွဲပေါ့ဗျာစပိန်နဲ့ပေါ်တူဂီနော်အဲ့လိုမျိုးပြန်ဒီကောင်တွေဟိုမှာတွေ့ခဲ့လေဟိုဖိုလူပွဲ Nation League Final မှာတွေ့ခဲ့ကြရနော်အဲ့လိုမျိုးဆိုတော့ဒီနေ့မှာဒါရာမဲဘာလို့ပြမှာလဲဘာသူ့ရဲ့အိမ်ကွင်းမှာနော်သူ့ကလပ်အိမ်ကွင်းမှာနူနိုမန်တက်ကိုဘယ်လိုကြော်ပြအောင်လဲဒါအရင်ကျွန်တော်စောင့်ကြည့်ရမယ့်ပွဲတင်တကယ်လေးတော်တော်လေးကြည့်ကောင်းတဲ့ပွဲတင်ပွဲဖြစ်ပါတယ်အော်ပေးထားတဲ့ body ခြေတန်းအရာ ကျွန်တော်ဘာစီဇွန်နာပဲကြိုက်ပါတယ်เนาะဘာစီဇွန်နာကြိုက်တယ်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဒီပွဲကျွန်တော်အပေါ်ဆုံးကြိုက်ထားပါတယ်เนาะဒီပွဲကအဲတေတပေါက်တော့ကြောက်ရအောင်လေတေတပေါက်တော့ကြောက်ပါတော့နောက်ဆုံးတွေ့တွေ့ဆုံးမှာဘာစီဇွန်နာအင်ကွင်းက PSG ကနိုင်ထားခဲ့တာဗောနော်အဲဒီတော့မဘီက PSG မှာရှိတယ် Real Madrid ကိုမရောက်တဲ့ရှေ့တနစ်ကျော်ကဒီဒီလိုမျိုး Leaf Fade နဲ့မကန်နေလေးအတင်းတအုပ်စုကန်တဲ့အချိန်တော့2020 34ရာဒီဘာစီလိုနာအင်ကွင်းမှာပီအက်ဂျီကဖိုးဝမ်းနေနိုင်တယ်ပထမကြော့ပီအက်ဂျီအင်ကွင်းမှာဘာစီလိုနာ3-2နဲ့လာနိုင်သွားပြီးတော့မှ ဘာဒီအိမ်ဝင်းကဘာဒီရှုံးပြီးရှုံးပြီးထွက်လိုက်ရတဲ့နှစ်ပေါ့နော်အဲ့တော့နှစ်သိန်းသလုံးတွေးဆုံမှုတိုင်းတော့ဂိုးပေါင်းအပေါ်တွေတွားတာများတယ်ဟိုလေးလုံးငါးလုံးအဲ့လိုမျိုးတွင်းနေအတင်းဆိုတော့ဒီဒီပွဲလေးလုံးရောက်ဖို့ဘာမှမခက်ဘူးအဲ့တော့ဂိုးပေါင်းအပေါ်တော့နည်းနည်းလေးပို့ပြီးစိတ်ချရတယ်ဘော်ဒီဘာဒီဆိုတော့နည်းနည်းလေးတော့စိုးရင်စရာတော့ရှိတယ်ပေါ့နော်အလူဝိအန်နစ်ကလည်းဘာဒီဆိုတော့နဲ့အတူဒါဖလားသုံးလုံးရခဲ့တဲ့နီးပြပြဲကြည့်နေလည်းဖလားသုံးလုံးရသွားတဲ့နီးပြအဲ့လိုမျိုးတော့နီးပြကတော့နီးပြရီကဆရာကြီးပဲဟန်ဒီဖလစ်ဘာဒီဆိုတော့နီးပြဟန်ဒီဖလစ်ကလည်းဆရာကြီးပဲပေါ့နော်အဲ့တော့ နီးစနစ်တွေလည်းနီးပြားရဲ့နီးစနစ်တွေလည်းအပြောင်းကြမယ်။ကစားသမားတွေရဲ့တူရှင် individual scale တွေလည်းအပြောင်းကြမယ်ပွဲစဉ်တော့ဒီပွဲကရတမြောက်မဲ့ပွဲပေါ့နော်။ဖြစ်နိုင်တော့ body မလောင်းမဲနဲ့ကိုပေါင်းအပေါ်လေးလောင်းပြီးရောကိုရီရှူတိုင်းလက်ခုံတီးပြီးကြည်တာပိုကောင်းတယ်ပေါ့ဒီပွဲ။အော်ကိုပေါင်းအပေါ်လေးတော့ပိုကောင်းတယ်။ body ဆော့ကျင်တယ်ဆိုတော့ဘာလီလနာ body လေးဆော့လို့ကောင်းပါရဲ့နော်။ဘာလီလနာ19နဲ့ဂျီနန်တို့ခုပေးနေပြီလို့တော့ကျွန်တော်ယူဆပါရဲ့နော်။ ။အော်နောက်တစ်ပွဲလီဗာပူးစီနဲ့ PSV လီဗာပူးနဲ့တလုံး85ပြားနိုင်ဂိုးပေါင်းကြီး3လုံး10ပြား15ပြားချိုဒီနေ့ဂျာမန်2ပွဲအင်္ဂွင်2ပွဲကန်ရမယ်။လီဗာပူးစီနဲ့ဒေါ်မွန်ပေးထားတဲ့ဂျီနန်ဘော်ဂျီနန်ခက်ဆင်တင်ဂိုးပေါင်းဂျီနန်တော့ကွဲတယ်။တပွဲကလီဗာပူးနဲ့ပွဲက3လုံးတည်ဝင်ဖို့ဖွင့်လာတယ်။တပွဲက3လုံးအပြည့်နိုင်ဝင်ဖို့ဖွင့်လာ။အဲ့တော့ဘော်ဒီဂျီနန်ခက်ဆင်တင်မှာဂိုးပေါင်းကြီးမတူတာဖြစ်တဲ့ဘော်ဒီဂိုးပေါင်းကြီးပြင်းနေတဲ့လီဗာပူးနဲ့ပွဲကဂိုးပေါင်းအပေါ်တွားနိုင်တယ်ဒါဂျီနန်ကြကြောင့်ရိုးရှင်းရှင်းစဉ်းစားလိုက်ဂိုးပေါင်းအပေါ်တက်နိုင်တယ် เนาะအဲ့တော့တော်မုံနဲ့ဒီဘီဘောင်ပွဲကကိုမောင်အောက်ကိုတွားနိုင်အဲ့လိုမျိုးဆိုတော့အဲ့ကျွန်တော်ဘာကိုရွေးကြမယ်မနေ့ကဂျာမန်ကလပ်ဖြစ်တဲ့ဘိုင်ယန်ဂျေးအောင်နဲ့ဖရန့်ဘက်ဂျေးကြနှစ်တင်းနဲ့တတင်းတော့တတင်းအောင်တတင်းကြတော့ဖြစ်သွားတယ်အဲ့တော့ဒီနေ့နှစ်တင်းစလုံးဂျေးအောင်ပို့တော့အိမ်ကွင်းမှာလည်းဖြစ်နေတဲ့အတွက်ဟိုဘူဂီကြီးအပေးအောင်ပါမလားဒါကိုကျွန်တော်စဉ်းစားရမယ်ပေါ့နော်နှစ်သင်းစလုံးကရမတ်ဒီအနေနဲ့ကြည့်မယ်ဆိုရမတ်ဒီလိုရနေလေဘာကူစင်ရတဲ့ပထမပွဲစဉ်မှာ ွဲစဉ်တက်မှာတက်မှတ်ပေးရခဲ့တယ်လို့ဒေါမွန်ကလည်းဂျူမင်နဲ့အင်ကူမှာတက်မှတ်ပေးရထားတာဖြစ်တဲ့အတွက်ဒီနေ့မှာနှစ်တင်းစလုံးအနေနဲ့ရမတ်ဒီလိုအပ်ချက်ရှိနေရဲ့တဖက်ကလာခံကြတဲ့ PSV နဲ့ VBO ကလည်းရမတ်တမမမရသေးနှစ်တင်းလေးတင်းစလုံးကအမတ်ဒီလိုအပ်ချက်ရှိနေရဲ့ဗျာအင်ကွင်းကလည်းအင်ကွင်းတင်းရဲ့အမတ်ဒီလိုအပ်နေရဲ့ဝေကွင်းအတင်းရဲ့အမတ်ဒီလိုအပ်နေအနေထားဖြစ်နေရဲ့ပေါ့နော်အော်ဒီပွဲဒီအနေထားမှာကျွန်တော် ဟိုခြေရကျွန်တော်ကြည့်ရတော့မယ်ပေါ့နော်လက်ရှိမှာ PSVD ပထမပွဲစဉ်တွေမှာ USG လို့အတင်းမျိုး Union Saint လို့ Belgian Club ကိုတောင်မှရှုံးခဲ့တာဆိုတော့ German Club ဖြစ်တဲ့ Liverpool စင်ကိုနိုင်ဖို့ခက်တယ်တေခံကစားနိုင်ဖို့လည်းခက်တယ်လို့ Liverpool စင်အိမ်ကွင်းလက်ရှိမှာတဟက်ကင်နီယာမဟုတ်တော့ဘူးဒိမ့်မဲ့နီးပြဟောင်းကင်နီယာဖြစ် လီဗာကူဇင်ကကားရန်ဖောင်ပြောင်းသွားပြီးနည်းနည်းလေးအနိုင်နေမြင်နေရပြီဖြစ်တဲ့အနေအထားမှာလီဗာကူဇင်ဂိုးရမယ်ဒါမဲ့ PSV ကလည်းဖွင့်တိုက်လာမယ်ဆိုရင်ဂိုးပေါင်းအပေါ်ကတက်လာနိုင်ရရှိရလက်ရှိဖွင့်တိုက်ဂိုးပေါင်းကြီးကဘော်ဒီကြီးနဲ့ရှင်မယ်ဆိုရင်အဝေးအတင်း PSV ဂိုးရမယ်ဂျီနန်မျိုးဖွင့်တာဖြစ်တဲ့ဒီပွဲမှာလီဗာကူဇင်နဲ့ PSV ပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ် ဖွင့်ထားတဲ့ကြေးတန်းအရလည်းအပေါ်ကြိုက်တယ်လို့နှစ်သိန်းစလုံးရဲ့ခြေစွမ်းရှိစအရာအကလည်းကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တာဖြစ်ပါတယ်။နှစ်ခုညှက်ပြီးတော့ကြိုက်တာပေါင်းပြီးကြိုက်တာပေါ့နော်။အဲ့တော့နောက်တစ်ပွဲအဲ sorry လီဗာပူးစင်က body ကိုကျွန်တော်ဘာကြိုက်လဲဆိုရင် body နည်းနည်းလေးအန်တင်များလီဗာပူးစင်ပွဲကိုလေ။လီဗာပူးစင်တော့ဆော့လို့ကောင်းပါကျွန်တော်ကတော့လီဗာပူးစင်နဲ့ body ဆော့ခြင်းနဲ့တော့ဒေါမွန်ရောလီဗာပူးစင်နှစ်သိန်းလုံးဟိုနှစ်သိန်းလုံးစုံရိုက်မှရမယ်။နှစ်သိန်းစလုံးအတူတူဆော့။ဟောတသိန်းပေါ်တသိန်းတော့အောင်မယ်ဗျာ။နှစ်သိန်းစလုံးရောကြီးမကြနဲ့။ เนาะအဲ့လိုမျိုးတော့ sorry ကန်ကောင်းရဲ့နဲ့တင်းလုံးအောင်သွားနေပေါ့အင်ကွင်းနေလည်းဖြစ်နေပြီးတော့ဂျာမန်ပိတ်တဲ့တရားနဲ့ねဒီပိတ်တဲ့ weight ကောင်းနေလीเนาะအင်ကွင်းပွဲမပိတ်တဲ့ weight ကောင်းနေဆိုတော့နှစ်တင်းဆုံးလည်းကြီးအောင်သွားနေနှစ်တင်းဆုံးကြီးကြဖို့တော့ခက်ပါတယ်အဲ့တော့ body sorry နဲ့ညီကိုရဲ့ liverpool စင်ရော dom ပေါ့အတူတူရိုက်ပါကိုပေါင်းကိုတော့ရှောင်လိုက်တော့ပါနော်ဘော်ဒီမဆော့ရင်ကိုပေါင်းကိုမဆော့နေတော့ကိုပေါင်းအန်တင်များတယ်နော်အော်ဒေါမွန်ဘွဲကကြတော့ကျွန်တော်ကိုပေါင်းအောက်ကိုကြိုက်တယ် အဲကြီးရလဲကြိုက်တယ်ပေါ့နော်ခြေစွမ်းအရာကဘာကြောင့်ကြိုက်တာလဲဆိုတော့ဒေါမွန်အရာကြီးမယ်ဆိုတော့ကိုပေါင်းအောက်ကိုမကြိုက်ဘူးဘီဘာအိုကြောင့်ကျွန်တော်ကိုပေါင်းအောက်ကိုကြိုက်လိုက်တာဘာကြောင့်ဘီဘာအိုကြောင့်ကိုပေါင်းအောက်ကိုကြိုက်ဘီဘာအိုလက်ရှိကားရန်ဖောင်ညီကိုတစ်ချက်ကြည့်ကြည့်လိုက်စပိန်လာလီဂါမှာကန်နေဘီဘာအိုခြေစွမ်းတော်တော်လေးချင်းနေစိုးနေတယ်ပေါ့နော်အဝေးကွင်းဖောင်နေကျွန်တော်တစ်ချက်ကြည့်အောင်အဝေးကွင်းမှာသူပွဲစဉ်တက်မှာကန်ခဲ့တဲ့ဘက်တစ်တပွဲပဲသူ2-1နဲ့9နဲ့ဂိုးလေးရတယ်ဂိုးလေးပေးရကျန်တဲ့ဘလန်စီယာကိုသူစင်းနေရှုံးနေဘီလာရီရဲ့ကို1စင်းနေရှုံးကျန်တဲ့ ပွဲတွေသူရှုံးလဲရှုံးတာတယ်ဂိုးလည်းမရခဲ့ဘူးတိုက်စစ်ကလည်းဂိုးမရခဲ့ဘူးခန်းစစ်ကလည်းဂိုးတွေပေးနေရအော်အင်ဝင်းနေမှာကြည်ပြန်တော့ဂျီယိုနာဝန်ဝန်တီကန်နေအာဆင်နယ်ချန်ပီယံလိမှာဇီတူးနဲ့ရှုံးနေအလာဘက်လိုအတင်းမျိုးဇီဝမ်းနဲ့ရှုံးနေနော်အဲ့တော့နီကိုလက်ဝီလျံမပါမပါနိုင်တပြည့်တော့ဘီဘာဝဲတိုက်စစ်ကအသက်မှိတ်နေဦးမယ်ကျွန်တော်ဒီအဲ့ဒီနေ့မှာနီကိုလက်ဝီလျံပါမပါလဲမသိကြဘူးဒက်ဖူးပဲပြရနေဗျအဲ့တော့ကျွန်တော်ကပါမလားမပါလားဦးဆိုတာလည်းမသိကြပြန်ဘူးသိရမလားအဲ့တော့ဒီဘက်မှာကျွန်တော်ခိုးပေါင်းအောက်ပဲကြာဒေါမွန်ကတော့ တော့မှကျွန်တော်တို့အပေါ်ဂူပေါင်းပေါ်မပေးပေးမကန်တော့ဘူးဗျာဟိုတခါလဲကျွန်တော်ခံပြီးနောက်ပြီးခဲ့နောက်ဆုံး main နဲ့ပွဲမှာဂူပေါင်းပေါ်ထက်ကြိုက်တာထက်ထက်ခံရတယ်မမတ်ဘူးကျွန်တော်လည်းနော်အော်ဒေါမွန်ဂူပေါင်းပေါ်ကျွန်တော်မနေရတော့အန်နေများတယ်အော်ဒေါမွန် body ကြိုက်တယ်ဂူပေါင်းမှဆိုရင်ကျွန်တော်ဂူပေါင်းအောက်ပဲကြိုက်တယ်နော်ဒေါမွန်1 3လောက်နဲ့ကတ်နိုင်နိုင်ကြီးတော့များတယ်ဒေါမွန်အနေနဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ပွဲနည်းနည်းကြက်မယ်ဗျဘာလို့လဲဆိုတော့ဒေါမွန်ဒါပြီးရင်ဒီဘွန်ဒက်လီကာမှာ live နဲ့ကြင်ရမယ်ပြီးရင် Bayern Munich နဲ့တို့ ဒါဂျာမနီဒါဘီနှွှဲရမှာဆိုပြီးလို့ရှိရင်ကိုပေဟေကင်ကိုချန်ပီယံလိအဝေးကွင်းဒီဘက်မှာသူအမှတ်ရောလို့မဖြစ်ဘူးဒီဘက်သူတို့အမှတ်ကိုစိတ်ထားနိုင်မှဒါ၄မဲ့ချန်ပီယံလိမှာ၄မဲ့ရပြီးရင်ကိုပေဟေကင်အဝေးကွင်းသွားမကန်ခင်မှာသူတို့ရဲ့ဂျားထဲမှာဂျာမနီဘလူးကြီးနဲ့ကန်ရမှာဆိုတော့ဂျာမနီဘလူးနဲ့အသေးကန်ရမှာဆိုသူပွဲပန်းပွဲပန်းလို့ရှိရင်ကိုပေဟေကင်အင်ကွင်းချန်ပီယံလိအဝေးကွင်းပွဲစဉ်ကြရင်သူတို့ပွဲပန်းနဲ့ဒဏ်နဲ့သူတို့အနိုင်ရဖို့ကခက်ခဲမှာဟိုကောင်လည်းဒိမ့်မဲ့အင်ကွင်းမှာဆိုကောင်းတယ်ကိုပေဟေကင်ကလည်း တော့ဒီနေ့ကိုယ့်ရဲ့အင်ဝင်ကိုယ့်ကိုယ့်မြေမှာကမ်းမှာဖြစ်တဲ့ကြောင့်ဒေါမွန်ဘော်ဒီလေးကိုဘီဘောင်နဲ့ပွဲစဉ်မှာကြိုက်တယ်ဘီဘောင်လို့အနိုင်ယူအမှတ်၃မှတ်ယူထားလိမ့်မယ်လို့စုဆောင်းထားလိမ့်မယ်လို့ကျွန်တော်တွေးရအောင်ဒေါမွန်ဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါတယ်ကိုပေါင်းအောက်ကိုတော့မကြိုက်ရင်တော့မဆော့နေပါဘူးဂျာမန်နီကိုကိုပေါင်းအောက်ပေးရတာကတော့အန်ဒီရောများတယ်ကျွန်တော်ကဘီဘာဝဲခြေဆွမ်းကြောက်တာကိုပေါင်းအောက်ကိုရွေးပေးတာဖြစ်ပါတယ်နော်အော်ကျွန်တော်နောက်တစ်ပွဲသွားပါနောက်တစ်ပွဲကတော့ကျွန်တော်နာပိုလီနဲ့လစ်စပွန် စပိုနင်းလစ်ဘွန်ကျွန်တော်ပထမပွဲစဉ်တင်မှာခါရဲ MRD ကိုကျွန်တော်ကြီးကြအကျဉ်းတန်းပြီဆိုတဲ့ channel ကျွန်တော်စပိုနင်းလစ်ဘွန် fit ပေးခဲ့ရနော်ကျွန်တော်ညီကို like sorry ညီကိုရပါလိမ့်မယ်အိုင်းဒီကတော့ကြီးအပြင်းဆုံးဖွင့်ခဲ့တဲ့ပွဲပေါ့ဗျာ၃လုံးပလက်လား3ပလက်လား2ပလက်လားမနော်အော်လက်ရှိမှာနာပိုလီက level 80ရှုံး2လုံး90ရှုံးဒီပွဲဒီလက်ရှိဖိတာရဲ့ဂျင်းဟန်အရဆိုတော့ဒါ body ပြားရှုံး9ပေါင်းပြား9ပေါင်း2လုံးပြားရှုံးမှာဒါဒီဒီပွဲအရဆိုတော့ဂျင်းဟန်အရဆိုတော့ဒါအောက်တစ်ချောင်းတော့ဝင်တော့မယ်အဲ့တော့ ဘော်ဒီအောက်ဝင်မလားဂိုးပေါင်းအောက်ဝင်မလားကြောင့်စောင့်ကြံပထမပွဲစဉ်တင်မှာလစ်စပွန်ကဒါဂိုးပြတ်နဲ့အမတ်သုံးမဲ့ရထားပြီနာပိုလီကမန်တီနီကိုချုံလာတယ်အမတ်များအဲ့တော့နာပိုလီရဲ့လက်ရှိအိမ်ဝင်ဖြစ်နေတဲ့နာပိုလီဒါနိုင်နိုင်ကြီးတော့ရာခိုင်နှုန်းများတယ်မနေ့ကအင်တာမီလန်အီတလီမြေမှာဂိုးပြတ်တူလီစီနဲ့နိုင်တာဖြစ်တဲ့အတွက်ဒါဒီနေ့နာပိုလီကြီးအောင်ဖို့တခုတော့နည်းနည်းလေးတော့စဉ်းစားစရာလေးတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီပွဲမှာဂိုးအောင်ပဲကြိုက်တယ်ဘော်ဒီကိုလက်ရှောင်သေးခြင်းနဲ့ အဲစပိုတင်ကဒီလောက်ခံကလားသွားနိုင်တဲ့အနေအထားရှိရည်လीနော်စပိုတင်ကတော့ short တွက်လို့မရအောင်ဒါပေမဲ့စပိုတင်ကိုကိုောက်ကြီးရွေးရတာလေနည်းနည်းလန့်နေပြဘာလို့လဲဆိုဒီပေါ်တူဂီကလပ်တွေထဲမှာဆိုစပိုတင်တို့ဘင်ဖီကာတို့အဲပေါ်တူတို့ကျွန်တော်ခဏခဏပြောပြပါပေါ်တူတတင်းလောက်ပဲကျွန်တော်ဂိုးပေါင်းအောင်ကိုရဲရွေးရတာစပိုတင်နဲ့ဘင်ဖီကာဆိုဂိုးပေါင်းအောက်ကိုတိတ်မရွေးရောတတင်းလောက်ဖွင့်တိုက်တဲ့အတင်းတွေဆိုအပေါ်ပဲသွားတာများတယ်နော်ဒါပေမဲ့လက်ရှိနာပိုလီကလည်းနည်းနည်းလေးရလက်လီရင်းရိုက်နေတယ် ACU လည်းရှုံးနေနော် ဲဂျာထဲမှာ PS အပီဇာရော3 3နိုင်ထားတာပေါ့နော်ဒါတော့ပီဇာမှမနိုင်တန်တဲ့ဒီမှာမနိုင်လဲသူတို့လစ်လိုက်တော့ပေါ့နော်မန်ဒီတီကိုရှုံးနေအဲ့လိုမျိုးဆိုတော့ဟိုနည်းနည်းလေးခြေလွှမ်းအရင်တည်ငိမ့်နေတဲ့အနေထားတော့မရှိဘူးပေါ့ဒါပေမဲ့ဒီနေ့မှာတလုံးအတာလောင်းနေတော့ကတ်နိုင်သွားနိုင်ကြီးတော့အနည်းငယ်တော့ရှိတယ်အဲ့တော့ body ဆော့ကျင်နေဆိုရင်တော့မဖြစ်မနေရွေးပေးပါဆိုရင်ကျွန်တော်နာပိုလီလေးတော့ပပလေးကြိုက်တယ်ဒါပေမဲ့ဂိုးပေါင်းအောက်လေးကျွန်တော်ဒီဘက်မှာအဓိကကြိုက်တယ်ဇီဇီဝန်းဝန်းလောက်သွားမယ်လို့ကျွန်တော်တွေးတယ်ပေါ့နော်အော်နာပိုလီပွဲစဉ်ကျွန်တော်ဂိုးပေါင်းအောက်ကြိုက်ပါတယ်နောက်တစ်ပွဲဘီလာရီယားနဲ့ဂျူပင်တက် အော်ဘီလာရဲ့ဂျူမင်တက်ဘီလာရဲ့ level 50ရှုံးပြီးကိုပေါင်းနှလုံး85ပြရှုံးအော်ဘီလာရဲ့ကဂျူမင်တက်ကိုကြီးပေးထားတာဆိုတော့အထင်ကြီးကျင်စရာပေါ့နော်တကယ်လဲကောင်းပါတယ်ဟိုဂျူမင်တက်ကိုလက်ရှိပေးထားကြီးရဆိုခြေနှမ်းရကြီးမယ်ဆိုဘီလာရဲ့အိမ်ဝင်ကောင်းပါတယ်နော်လက်ရှိအိမ်ဝင်ဖောင်ကျော်ကြီးမယ်ဗျာ real obido 2c9 and geo now 5c osasuna 2n bibao 1c long wa all win เนาะ၄ဘွဲကန်၄ဘွဲလုံးနိုင်မနေ့က မာဆေးလိုပဲကျွန်တော်မနေ့ကမာဆေးကိုဇုံပေါ်ပြီးတယ်မမိုင်းနဲ့လည်းပြီးတယ်ကျွန်တော်ဗီဒီယိုမှာလည်းညီငိုးတို့တရားလေးပြောပြတယ်မာဆေးနဲ့မာဆေးကိုပေါ်ကိုမာဆေးအိမ်ဝင်ပွဲစဉ်အတိုင်းမှာမွေးထိုးပါလို့ကျွန်တော်ပြောခဲ့ရနော်မာဆေးလုံးဝအိမ်ဝင်ပွဲတိုင်းအော်ဝင်အခုဘီလာရီရဲလည်းအဲ့လိုပဲအိမ်ဝင်ပွဲတိုင်းအော်ဝင်ပဲအဲ့တော့ဒီနေ့မှာဘီလာရီရဲ့ကြည်လဲရဲတင်းပေးထားရလက်ရှိ ranking ရဆိုတော့ဂျူမင်တက်ကပိုကောင်းတာပါဗျာသိရမလားအဲ့တော့ ကျွန်တော်ဒီဘက်ကဗီလာရဲပဲကြိုက်တယ်ဂျူပင်တက်ဒီမကောင်းဘူးမဟုတ်ဂျူပင်တက်လည်းကောင်းတယ်လက်ရှိဂျူပင်တက်ရဲ့ကားလမ်းဖောင်တွားကြည့်မယ်ဆိုလည်းကောင်းတယ်အင်ကွင်းပွဲစဉ်တွေဆိုလည်းတော်တော်လေးကောင်းတယ်အားရစရာကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဝေကွင်းဖြစ်နေတဲ့တစ်ချက်ရဲ့ဂျူပင်တက်နည်းနည်းလေးကြီးအောင်တာများနေပြီပေါ့နော်ရှေ့မှာကြီးတွေတောက်လျှောက်အောင်ထားတာဆိုတော့ဟိုနောက်ဆုံးသုံးပွဲဆက်တော့ draw ဖြစ်ထားရဲ့ဗျာဒီမှာဒါလည်း draw မို့ဖိုးဖိုးကန်ထားပါရဲ့ draw ဖြစ်တာတော့ရှိတာပါဒါပေမဲ့ရှေ့မှာတော်တော်လေးက inter million fortune နဲ့ရိုက်တာပဲရှိတာဆိုတော့အဝေကွင်းဖြစ်နေတဲ့ကြောင့်ဒီနေ့မှာဗီလာရဲကိုပဲကျွန်တော်ကြိုက်တယ် အဲဂိုးပေါင်းကတော့အောက်ပဲကြိုက်တယ်ဒီပွဲဟိုဗီလာရင်းကလည်းအချိန်မီးအင်ကွင်းလိုဂိုးတွေတွင်းနေဂိုးတွေအပေါ်ကန်တဲ့အတင်းပေါ့နော်ဂျူမင်တက်ကလည်းဟိုအတင်းကြီးပြပြီးတော့ဒါဂိုးတွင်းမဲ့လို့တွင်းနိုင်တဲ့အနေထားမှာဂိုးပေါင်းကြီးနှလုံး85နဲ့ပြန်ပိတ်ထားရတယ်ကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်တယ်အော်ဗီလာရင်းနဲ့ဂိုးပေါင်းအောက်လေးကျွန်တော်တွဲဆော့စီချင်ပါတယ်နော်အော်မနေ့ကဂိုးပေါင်းအပေါ်လေးအရန်တက်ထားတယ်ကျွန်တော်ဒီနေ့မှာနာပိုလီပွဲဂိုးပေါင်းအောက်ကြိုက်ထားတယ်ဗီလာရင်းပွဲဂိုးပေါင်းအောက်ကြိုက်ထားတယ်ဒေါ်မွန်ပွဲဂိုးပေါင်းအောက်ကြိုက်ထားတယ်နော် အဲနောက်တစ်ခုအာဆင်နယ်နဲ့အိုလံပီယာကော့ဂိုးပေါင်းအောက်ကြိုက်တယ်နယူကာဆယ်ဂိုးပေါင်းအောက်ကြိုက်အော်ကိုးပွဲမှာကျွန်တော်ဂိုးပေါင်းအောက်တိတိငါးပွဲတိတိကျွန်တော်ကြိုက်ထားတယ်ကွာလပတ်နဲ့ကိုဘေဟေကင်တော့ကျွန်တော်လောဆယ်မရွေးချယ်ပေးထားဘူးဂျီအပြောင်းလဲကိုတစ်ချက်ကြည့်ပြီးမှပဲဒါညီကိုတို့တစ်ချက်စဉ်းစားပေါ့နော်အော်မနီးကတော့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲသုံးပေါ်လေးတော်တော်များအောင်ထားတဲ့နေရာဒီနေ့မှာသုံးပေါ်လေးအောင်ဖို့တော်တော်လေးခက်မယ်ဗျအဲကြောင့်မို့ကျွန်တော်ဘာကာဘော်ဒီကိုနည်းနည်းလေးရှော့ရင်ရှော့လိုက်လက်ရှော့ရင်ရှော့လိုက် ကိုပေါင်းအပေါ်လေးတော့လာနိုင်တယ်ဟိုနှစ်တင်းရဲ့ခြေလွှမ်းအရာကိုပေါင်းအပေါ်တော့လာနိုင်တယ်ပေါ့နော်ပြီးတော့မန်စီးတီးနဲ့မိုနာကိုဆိုရယ်မန်စီးတီးဆုံးပေါ်အောင်ဖို့ခက်လိမ့်မယ်ဘာလို့မနေ့ကဆုံးပေါ်လေးအတက်ထားတာဆိုတော့အော်ကျွန်တော်ဒီဘက်ကမိုနာကိုဘော်ဒီအောက်လေးအကြောင်းကိုကြိုက်ထားတယ်ကိုပေါင်းအပေါ်ကြိုက်ထားတယ်ပေါ့နော်အော်စဉ်းစားစရာရအချက်တရာအများကြီးပဲဗျခြေတန်းကိုလည်းကျွန်တော်ပြင်ကြည့်စရာလိုသလိုအဲခုနပြောခဲ့အင်္ဂလန်အတင်းအင်္ဂလန်မြေမှာခြေအောင်နိုင်တဲ့ဖလိုရှိမရှိနော်ဘေးကလပ်ဘေးနိုင်ငံကလပ်တွေက ဟိုကြီးကြီးအောင်နေပြီကြီးကြီးကျနေပြီဗောနော်အဲ့လိုမျိုးတွေကမယုံမရှိနေတကယ်ဖြစ်တယ်တကယ်လဲကျော်တော့လက်တွေ့ကြုံတာဆိုအဲအဲ့ဖလိုးတွေကဘာအလကားကြီးပါကွာမင်းတို့ကြီးပဲကြီးပဲကြီးပြီးတုံးတက်ပါဘာညာအဲ့လိုမျိုးမတွေးစေချင်ဘူးကျွန်တော်ညီကိုကြီးအဲ့ဖလိုးတွေတကယ်လေ့လာကြည့်ပါဒီနေ့မှာကျွန်တော်ပထမရက်မှာအင်္ဂလန်ကလပ်တွေကိုဆွဲထုတ်လိုက်ဘယ်ဘယ်နဲ့တင်းကံပါတုံးနင်းကံအဲ့တုံးနဲ့ဘယ်နဲ့တင်းကြီးအောင်လဲအင်္ဂွင်းလားအဝေးကွင်းလားဒါကိုကျွန်တော်မှတ်ထားပြီးလို့ရှိရင်ဂျာမနီဆိုရင်ဘယ်လိုလဲအော်ဒီနေ့ဒုတိယရက်မှာအင်္ဂလန်အသင်းဘယ်နဲ့တင်းပြန်ပါဂျာမနီအသင်းဘယ်နဲ့တင်းပြန်ပါဒါတွေကိုကျွန်တော်ပြန်မှတ် နော်မှတ်ပြီးလို့ရှိရင်အိမ်ဝင်လာဝေးဝင်လာပြန်သုံးတယ်ပြီးတော့အဲ့အဲ့ဒီမှာ flow ရဆိုဒီအတင်းတော့ကြီးအောင်နေအဲ့တော့ကြီးအောင်နေဆိုအဲ့ဒီအတင်းပေးတဲ့ကြီးကိုတွားပြန်ကြီးဒီကြီးကအောင်တင်းနေကြီးလားကြားနိုင်နေကြီးလားပြန်ကြီးအောင်တင်းနေကြီးလို့အဲ့ဒီအပိုင်ရိုက်လို့ရတယ်ဒါမျိုးလေးကျွန်တော်ထည့်ထင်းတာပြီးလို့ရှိရင်တို့ရဲ့အိမ်ဝင် twin ကိုအဝေးဝင် twin ကိုအိမ်ဝင်ပေးကိုအဝေးဝင်အဝေးဝင်ပေးကိုဒါလေးပြန်ချိန်ထိုးပါနော် ပြီးရင်သူတို့ကဒီကိုကြီးဖြစ်ချောင်း ranking တွေရှိရဲအဲ clear ranking တွေကိုကြည့်ပြီးတော့ဒီတဲ့အပေါ်တင်းလားအောက်တင်းလားအပေါ်တင်းကနေပေးရမယ်ကြည်လားအောက်ကနေအပေါ်လှန်ပေးထားရကြည်လားဒါလေးကျွန်တော်ပြန်ချိန်ထိုးစီခြင်းတယ်ဗောနော်အဲ့လိုမျိုးလေးအချက်လေးလေး၄၅6ချက်လောက်ပေါင်းစည်းပြီးမှကျွန်တော်ထိုးကွက်တစ်ကွက်ကိုဒီချာလေးဆွဲထုတ်လို့ရတာပါအဲ့ဒါတော့မှကျွန်တော်က100%နဲ့ safe ဖြစ်လာတယ်မဖြစ်ဘူးကျွန်တော်အခုပြောနေရတယ်ဒီလိုမျိုးကြီး like call လဲလုပ်ပြီးပြောနေရတော့မှမှားတာပဲနော် မှားတာပဲဟိုအမြဲတမ်းမမှန်ဘူးပွဲတိုင်းလည်းမမှန်နိုင်ပါဘူးအဲ့တော့ဟိုကံကောင်းတဲ့ပွဲကိုပေးလိုက်တဲ့ပွဲကံကောင်းတဲ့ပွဲကအောင်သွားတာမျိုးဆိုရင်ကံကောင်းလို့အောင်သွားတာမျိုးလည်းဖြစ်နိုင်တာပါလीနော်ဟိုတချို့ကြတော့လည်းကြွေကြတဲ့ချိန်ကြတော့လည်းဘဘလိုပဲချင်းငယ်ချင်းငယ်ကျွန်တော်ပြီးခဲ့တဲ့ဒါ6လပိုင်း20ကျော်ဝင်းကျင်ရတယ်စပြီးတော့ဆိုရင်ကြွေကြတာပဲလीနော်ကျွန်တော်ဘလောက်ပဲဘလိုပဲချိန်နဲ့ချင်းကက်ကက်ကြီးနဲ့ပဲချင်းကက်ကက်ကြရမယ်ဆိုကြတာကိုဘာယူရစ်ကိုမှားတာအဲ့လိုမျိုးရှိတယ်ဟော ွေတက်ချင်းကြောင်လည်းဘာယူရေးလေးကိုတွားပြီးတော့မှန်နေတယ်။အာဒီပွဲတည်းကတိတ်တော့မကြိုက်ဒါပေမဲ့ထိနိုင်နေပါလေဆိုတော့ပေးလိုက်တယ်။အဲအပွဲနိုင်သွားတာပဲ။အဲ့လိုမျိုးလေးရှိပါတယ်နော်။ဟိုဘောလုံးကတော့ကျွန်တော်တို့အသက်ကြတယ်အရန်ကျမ်းပါအဲ့တော့ကျွန်တော်ညီကိုရေးကိုစိတ်ကိုထိမ့်ပြီးတော့တခြားလေးဆော့စေချင်ပါတယ်နော်။အော်ဒီနေ့ကတော့ဗီဒီယိုတော့ရှေ့သွားတယ်ကျွန်တော်လည်းဒါပြောရင်းပြောရင်းနဲ့ ဒါစိတ်ပါဝိုင်းနဲ့ပြောရရင်များွားတာပါเนาะအဒီနေ့တော့ဒီလောက်ပဲကျွန်တော်မလဖန်ယူပါဠိညမှာပြန်တွေ့ကြမလဖန်ယူပါဠိပွဲများပါတယ်เนาะအော်ဒါပြီးရင်ကျွန်တော်ဗီဒီယိုတင်ပြီးရင်ကျွန်တော် range back code တွေမောင်းနေမနေ့ကလိုပဲထပ်ပို့ပေးမယ်မနေ့က range back code ကဆယ်သိန်းမောင်းကျွန်တော်ထုတ်ပေးလိုက်တယ်ရပါဘူးကိုပေါင်းမပေါ်ပါလို့အဲ့ပေါ်အဲ့ဝဲလေးကိုမောင်းပေါ်တက်ပါကျွန်တော်မောင်းပေါက်တယ် range back မှာလည်းမောင်းပေါက်တယ်ပေါ့เนาะဒါမဲ့လည်းကန်ဆိုးတာပေါ့လीเนาะမတတ်နိုင်ဘူးเนาะ ော်ဒီနေ့တော့ဒီလောက်ပါအဲ့တော့မလဖန်ညမှာကျွန်တော်ပြန်တွေ့ကြပါမယ်နော်အားလုံးအဆုံးအထိကြိုးစုပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး